မင်္ဂလာပါဒီနေ့တော့ကြိုးရတဲ့စမ်းတိုက်တန်လေးကို ပြန်ပြင်ပြီးသုံးမှဖြစ်ပါတယ်ဖောကလည်းကောင်းနေသေးတယ်လေပြီးတော့တန်ထုပ်ကလည်းအရှိကြီးကြံ့နေတယ်ပြီးတော့သူကတန်ထုပ်မှုလို့အရန်ကိုသုံးလို့ကောင်းပါတယ်မကောင်းတဲ့အပိုင်းကိုဖြတ်ပြီးပြန်သုံးမယ်လေငွေကုံကြေးချတက်တာစီတာပေါ့မင်္ဂလာလေလှုပ်လို့ရပါတယ်အထဲမှခံနေတဲ့တန်ထုပ်အပိုင်းလေးကို အရင်ထုတ်မယ် ဲထုတ်ရလွယ်အောင်မီးကလေးနဲ့အပူပေးပြီးထုတ်ရင်အလွယ်တကူဆွဲထုတ်လို့ရပါတယ်။တန်တုပ်အပိုင်းလေးထွက်လာပြီဆိုရင်တော့အထဲမှာရှိတဲ့တန်အစလေးတွေ၊ပလတ်စတစ်အစလေးတွေကိုစင်အောင်ခောက်ချလိုက်မယ်။ပြီးရင်ဒုက္ခကမကောင်းတော့တဲ့နေရာလေးကိုတန်ဖြတ်လွှတ်လေးနဲ့ဖြတ်လိုက်မယ်။ က်ပြီးသွားရင်တော့ဒီခရမ်းရောင်ကောင်းလေးထဲကိုလတ်တက်မယ်ပိုပြီးမြဲအောင်လို့စင်ကပ်ကောကို အရင်ဆုံးဒီကောင်းလေးရဲ့အနံ့ရောက်အောင်ပိုးပေးလိုက်မယ်။ကောနံတော့ပြီဆိုရင်တော့သန်တို့ကိုထည့်ပြီးပိုးဝင်တော့အောင် အမဲငယ်ခောက်ပေးလိုက်ရင်ရပါပြီ။ပိုပြီးမြဲအောင်လို့အနားလေးနားမှာလဲကော်လေးကိုဆွပေးလိုက်မယ်။ကော်ချောက်ပြီဆိုရင်တော့ရပါပြီ ခုလိုပြင်ပြီးတော့ငွေကုန်လဲတက်တာတယ်လေ ခုခေတ်မှာဆိုချွေတာနိုင်မှတော်ယုံကြတာလေးနော်ကြည့်ရှုအားပေးကြသူအားလုံးလည်းစမ်းမရှင်လန်းချမ်းမြေ့ကြပါစေ။